မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ အောက်တိုဘာလ28ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းပဲနယ်ကုန်းမြို့နယ်ကြောက်ကြီးမြို့နယ်နဲ့တောင်ငူမြို့နယ်တို့မှာ၃ရက်အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲများမှာအကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အောက်တိုဘာလ25ရက်နေ့ကနေ28ရက်နေ့အထိပဲနယ်ကုန်းမြို့နယ်ကြောက်ကြီးမြို့နယ်နဲ့တောင်ငူမြို့နယ်တို့မှာ၃ရက်အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲများမှာအကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီမြို့နယ်များအတွင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့စစ်တပ်အထိုင်ချတဲ့စခန်းများ များကိုတော်လိုက်တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖနဲ့ KNL တိုက်ရင်ကို drone အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အလားတူပဲမကွေးတိုင်းပခုတ်ကူမြို့နယ်တင်းကပ်ရွာပြူစောတိ gate ကို drone နဲ့ဘုံကျဲတိုက်ခိုက်ရာပြူစောတိနှစ်ဦးသေဆုံးခဲ့ကြောင်းမြိုင်ပကဖထံကသိရှိရပါတယ်။အော်တိုဘားလ28ရက်နေ့မနက်10:00နာရီကနေနေ့လယ်12:00နာရီအချိန်အထိပခုတ်ကူမြို့နယ်တင်းကပ်ရွာပြူစောတိစခန်း gate အားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က drone နဲ့ဖြားအားဖြင့်ဘုံဆက်ချောင်းလုံးကျဲချတိုက်ခိုက်ခဲ့ရာပြူစော်ဒီနာဦးတေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီတင်းကက်ရွာပြူစောတိဂိတ်စခန်းဟာခရီးသွားအများပြည်သူများကိုမတရားဆက်ကြေးကောက်ခြင်းမတရားဖမ်းဆီးနှိပ်စက်ခြင်းအနိုင်ကျင့်ဗိုလ်ချုပ်ခြင်းတို့ကိုလှုပ်ဆောင်နေတဲ့ဂိတ်စခန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။၎င်းတက်ခတ်မှုကိုမြိုင်ပကဖပေါပကဖ BLY ပြောက်ကြားတပ်ဖွဲ့ PKU သူရင် Black Corporate Force ကမ္ဘာတပ်ပေါင်းစုနဲ့ DMG ဒါမင်းကြီးအဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းရေတာရှိမြို့နယ်ကျိုးပင်သာရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ဂိတ်ကိုတိုက်ခိုက်သိမ်းပိုက်ရာစစ်ကောင်စီတပ်သား၅ဦးသေဆုံးပြီးတနက်တလတိုင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ28ရက်နေ့မှာရေတာရှိမြို့နယ်အမြန်လန်း164မိုင်ခွနဖားလုံးမှာရှိတဲ့ကျိုးပင်သာရွာအကြမ်းဖက်စစ်တပ်ဂိတ်စခန်းကိုတော်လိုက်တပ်ဖွဲ့များကဝင်းအောင်စီးနှင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဂိတ်စခန်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမနက်9:40မိနစ်ခန့်မှာတော်လိုက်တပ်ဖွဲ့များကဝင်းအောင်စီးနှင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား၅ဦးသေဆုံးပြီးတနက်တလတ်တင်းစီရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဂိတ်စခန်းကစစ်ကောင်စီတပ်သားများဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။အဲ့ဒီဂိတ်စခန်းကစစ်ကောင်စီတပ်သားများဟာပြည်သူများကိုစစ်မှုမထမ်းမနေရပေါ်တာဆွဲခြင်းစစ်ကြီးကောက်ခြင်းများအပြင်တိုင်းဝကြီးရွာအုပ်စုမှာရှိတဲ့ကြီးရွာတချို့ကိုအတိအကျမှစစ်မှုထမ်းရန် မဲဖောက်ချင်းများကိုလုံဆောင်ပြီးစစ်မှုမထမ်းလူသူများကိုတအုပ်ကိုငွေကျပ်350ကနေ380အထိတောင်းရန်ချင်းကြောင့်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်းရေဒါရှင်မြို့နယ်အနောက်ချမ်းပကဖစနိုက်ပါအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခတ်မှုကိုရေဒါရှင်မြို့နယ်အနောက်ချမ်းပကဖစနိုက်ပါအဖွဲ့ကဦးဆောင်ပြီးတော့အလဲပိုင်းတိုက်အထူးစစ်ဆင်ရေးအလဲထူးကိုကိုတစ်ရှစ်တပ်ဖွဲ့နဲ့ YDAF တပ်ဖွဲ့တို့ကပူးပေါင်းလုံဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မှာအေအေကပိတ်ဆို့တိုက်ခိုက်နေတဲ့အမ်းမြုံနယ်အတွင်းစစ်ကောင်စီတပ်ဘက်ကဗိုလ်မှူးနိုင်စောအောင်အစံငတ်ပြတ်ပြီးတော့တိဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဝါလာ28ရက်နေ့ညနေပိုင်းမှာဗိုလ်မှူးနိုင်စောအောင်ဟာ အမ်းညုံနယ်အတွင်းမှာရှိတဲ့တော်ရင်တနီယာမှာစားနေရိတ်ခါပြတ်တောက်ပြီးတော့အစာအိမ်သွေးကြောပေါက်တိတ်ဆုံးသွားတယ်လို့ရန်ကုန်မှာကြံရစ်ခဲ့တဲ့မိသားစုထံကိုစေယုံကတရားဝင်အသိပေးအကြောင်းကြားထားကြောင်းသိရပါတယ်အမ်းညုံနယ်မှာတိတ်ဆုံးသွားတဲ့ဘုံမှုနိုင်စောအောင်ဟာစစ်အာဏာသိမ်းခါစ2021ခုနှစ်မှာသခိုင်းတိုင်းရွှေဘုံမြို့နယ်ကြောင်မြောင်းမြို့အခြေစိုက်ခမရဆက်နယ်တိုင်ရင်ကဒုတက်ရင်းမှုအဖြစ်နဲ့တာဝန်ထမ်းဆောင်နေသူဖြစ်ကရှေ့တန်းမှာရရှိခဲ့တဲ့ဒဏ်ရာကြောင့်နေပြည်တော်မှာဆေးကုသမှုခံယူနေရသူဖြစ်တယ်လို့သိရပါတယ် အဲ့ဒီနောက်မှာတော့ရခိုင်ပြည်နယ်အန်စစ်ဌာနချုပ်မှာပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရပြီးအရခတက်တော် AA ရဲ့ထိုးစစ်အတွင်းမှာအစငတ်ပြတ်တိုက်ဆုံခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းဟာစစ်အာဏာသိမ်းမှုကိုထောက်ခံသူတအုပ်ဖြစ်ပြီး အာဏာသိမ်းမှုကိုလက်မခံတဲ့ဆန္ဒပြတဲ့ပြည်သူများအပေါ်သဘောထားတင်းမာနေသူလည်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိအမ်းမြုံနယ်မှာရှိတဲ့စစ်ကောင်စီရဲ့တောဟင်းတောင်ပြူဟာစေချောင်းပြူဟာမဲတောင်ပြူဟာနဲ့နပါခကိုကာယံထားတဲ့တဆက်ခန်းတချို့ကိုလည်းအေအေကသိမ်းပိုက်ထားပြီးတော့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုအေအေကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။ဒါ့အပြင် အမ်းမျိုးလေရင်ကွင်းကိုစစ်ကောင်စီလေရင်များလုံးဝအသုံးပြုလို့မရနိုင်စေရန်အေအေကဝိုင်းရံပိတ်ဆို့ပစ်ခတ်နေပြီးတော့စစ်ကောင်စီဟာအမ်းလေရင်ကွင်းကိုလက်လွတ်ဆုံးရှုံးလိုက်ရတဲ့အနေအထားဖြစ်ကြောင်းစစ်ရေးသတင်းရင်းများကပြောဆိုထားပါတယ်အမ်းမျိုးနယ်အတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများကိုပြီးခဲ့တဲ့မတ်လကစပြီးတော့အေအေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးနိုဝင်ဘာလမှာတိုက်ပွဲများပုံမပြင်းထန်လာကလက်ရှိအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အထိထိုးပေါက်ဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါတယ်အမ်းမျိုးကန်အများစုဟာပြီးခဲ့တဲ့လပိုင်းကလေးကတိမ်းရှောင်ခဲ့ရပြီးဖြစ်တော့လေ ပြည်သူတချို့ဟာမျိုးရင်းမှာကြံ့ရိတ်ခဲ့ရာကနေလက်ရှိတိုက်ပွဲအတွင်းမှာပြိမ့်မိနေကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ဦးလွေမျိုးဒိုးခွင်ရက်ွက်ကြီးဆက်ရှိဒိုးခွင်မှာအချမ်းမဲ့စစ်တပ်ခန့်အုပ်ချုပ်ရေးမှုအောင်လွင်ကတလားကိုလူငယ်နှစ်ဦးကိုတပ်သားတင်များအဖြစ်နဲ့စစ်မှုထမ်းတင်တန်းကိုမဖြစ်မနေပို့ဆောင်ရမယ်ဆိုပြီးတော့အတင်းအဓမ္မစစ်မှုထမ်းစုဆောင်းနေပြီးစစ်မှုထမ်းမလိုက်လိုပါကလူငယ်တအူးကိုငွေကျပ်380ပေးရမယ်ဆိုပြီးတောင်းခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အချမ်းမဲ့စစ်ကောင်စီခန့်ရက်ွက်ကြီးဆက်ရှိဒိုးခွင် အုတ်ချုပ်ရေးမှုအောင်လွင်နဲ့အပေါင်းပါးများဖြစ်တဲ့ဖိုးသိမ်းမောင်အေးမျိုးကြီးအောင်ကြီးမင်းထိုက်တို့ကငွေကြေးမတက်နိုင်တဲ့စင်းရတဲ့မိသားစုများကလူငယ်များကို အတိအကျမှာစစ်မှုတိုင်းတသားတင်များအဖြစ်နဲ့ခေါ်ယူထည့်သွင်းနေကြောင်းရက်ကွက်နေပြည်သူများထံကသိရှိရပါတယ်။ပတ်စံလည်းမရှိကြတော့မိသားစုတွေကငိုယုံကလွဲပြီးဘာမှမတက်နိုင်ပါဘူး။အရန်ကိုနှိမ့်ဆက်ကြတယ်။သူတို့ကပတ်စံမရှိတဲ့အိမ်တွေကိုစစ်သားတွေခေါ်ခေါ်လာပြီးတော့ရွာထဲမှာလည်းကင်းဆောင်လိုက်ပြီးတော့လူကြီးလာမယ်ဆိုပြီးတော့ညစာကျွေးရမယ်ဆိုပြီးပတ်စံတွေလည်းကောက်တယ်။ရွာကမီးလိုင်းပြောင်းမယ်ဆိုပြီးတော့တအိမ်ကိုနှစ်သိန်းကောက်ပါတယ်။တကယ်လည်းမီးလိုင်းပြောင်းတာလည်းမလုပ်ပေးပါဘူး။သူတို့ကိုကြောက်တော့လေဘယ်သူမှမပြောရဲကြဘူးလို့ရက်ကွက်နေပြည်သူတို့ကပြောကြထားပါတယ်။ဒါအပြင် ဒိုးခွေအုတ်ချုပ်ရေးမှုအောင်လွင်တဲ့အပေါက်ပါများကစစ်တပ်အရာရှိများနဲ့ပူးပေါင်းပြီးတော့ဂျင်းဝိုင်းများလောင်ကစားဝိုင်းများနဲ့နှလုံးထီသုံးလုံးထီများကိုပေါ်ပေါ်တင်တင်ဖွင့်လှစ်နေကြတယ်လို့သိရပါတယ်။ရက်ကွက်မှာအကြောင်းမျိုးမျိုးပြပြီးတော့ရှာဖွေစစ်ဆေးပြီးငွေကြေးချင်းချောက်တောင်းယူမှုများလည်းမကြာခဏဆိုးသလိုကျူးလွန်နေကြတယ်လို့သိရပါတယ်။ အခုလဲရွေးကောက်ပွဲအတွက်ဆိုပြီးတော့အစင်းစစ်တယ်ပြောပြီးတော့အင်ရီကိုလူရှာတဲ့ပုံစံမျိုးနဲ့ခွင့်မပြုလဲတအိမ်လုံးကိုဝင်ရှာနေပါတယ်။တကြီးနဲ့သူ့အပေါင်းပါတွေကရာသမျှပတ်စံတွေကိုဖြောင်ကြပါတယ်။ရွာရဲ့ရံမုံဝေဆိုပြီးတော့ကောက်နေတာစရဲအရာပိတ်တထောင်ကျော်နေပါပြီ။အမင်းစုလက်ထက်ကလေးကနာကူဥကျော်သူတို့လာပြီးတော့တီထောင်ထားတယ်။နာရေးကူညီမှုယုံလဲသူတို့ပဲယူထားပါတယ်။ လှူထားတဲ့နာရီကားတွေကိုလည်းအကုန်လုံးပျက်စီးပြီးတော့ဂျောင်းထဲထိုးထားကြပါတယ်။ရွာမှာအက်ဆီဒန့်တစ်ခုခုဖြစ်နေအောင်မှတခြားရွာကကားလာမှသွားရပါတယ်လို့ရက်ကွက်နေပြည်သူတို့ကပြောဆိုထားပါတယ်။အကြမ်းဖက်စစ်ကောင်စီကပြည်ဦးလွေမြို့မှာအုပ်ချုပ်ရေးမှူးများနဲ့ပြည်သူစစ်များကိုလက်နက်များကင်ဆောင်ခွင့်ပေးထားတဲ့အပြင်လောင်ကစားနဲ့အကြောင်းမျိုးမျိုးပြပြီးတော့ငွေကြေးကောက်ခံဝင်များကိုလည်းမျက်ွယ်ပြုတ်ပေးထားတယ်လို့ပြည်ဦးလွေကဒေသခံပြည်သူများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်ကောင်စီကရွှေအယောင်းဝယ်ကိုအရေးကြီးဝန်ဆောင်မှုအဖြစ်နဲ့သတ်မှတ်ပြီးတော့ရွှေစည်းနှုံများထုတ်ပြန်မယ်လို့ကြေညာလိုက်မှုကြောင့်ပြည်တွင်းရွှေစည်းကွက်တစ်ခုလုံးရာကြီးရဆိုင်ထားရပြီးတော့အယောင်းဝယ်များရက်တန်ကဈေးကွက်ပျက်စီးနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ24ရက်နေ့ညပိုင်းမှာစစ်ကောင်စီကရွှေအယောင်းဝယ်ကိုအရေးကြီးဝန်ဆောင်မှုအဖြစ်နဲ့သတ်မှတ်ပြီးတော့နောက်ဆက်တွဲရွှေအယောင်းဝယ်တားမြစ်အမိန်စီမင်းကန့်တတ်အမိန်ကြီးကြပ်အမိန်ကာကွယ်အမိန် ကြီးညာချမ်းများကိုစက်တိုက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒါအပြင်စစ်ကောင်စီဝင်ကြီးများပါဝင်တဲ့ရွှေရည်ညွန်းစေးတပ်မတ်ရေးကော်မတီကိုပါဖွဲ့စည်းခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဈေးနှုန်းတပ်မတ်ရေးကော်မတီမှာတရံဇာတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဒုဝန်ကြီးကဥက္ကဋ္ဌအဖြစ်နဲ့ဆောင်ရွက်ပြီးတော့ဗဟိုပိုင်ဒုဥက္ကဋ္ဌအပါအဝင်စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာအရာရှိ15ဦးပါဝင်တယ်လို့သိရပါတယ်။နေ့စဉ်အွန်လိုင်းအစည်းအဝေးလုပ်ပြီးတော့ရွှေစည်းကိုတပ်မတ်မှာဖြစ်ကြောင်းသိရပါတယ်။ဒါအပြင်ရန်ကုန်မန္တလေးအပါအဝင်တနိုင်ငံလုံးမှာရှိတဲ့ရွှေဆိုင်များနဲ့ ရွှေအယောင်ဝယ်လုပ်သူများအလုံးလိုင်စင်များပြန်လည်လျှောက်ထားရမှာဖြစ်တယ်လို့သိရပါဗျ။ဈေးကွက်ကလောလောဆယ်တော့ဈေးနှုန်းဖွင့်တာရှိတယ်။ဒါပေမဲ့အယောင်ဝယ်ကတော့အော်တိုဘားလ24ရက်နေ့ကအမိန့်ကြောင့် ဘာတွေဖြစ်လာမလဲစောင့်ကြည့်နေကြတယ်အခုကရွှေဆိုင်တွေရောရွှေကုန်တွေတွေရောလိုင်စင်ပြန်တင်ရမယ်ဆိုတော့လိုင်စင်ကရမှာလားမရသေးဘူးလားမသေးကြဘူးဈေးကွက်ကအခုရက်တယ်လို့ဖြစ်နေတယ်လိုင်စင်မရှိဘဲနဲ့အယောင်းဝယ်လုပ်ရင်ထောင်ချလို့ရတယ်ပြောထားတော့ဒီအပိုင်းတော့ဈေးကွက်က ရက်တယ်လို့ဖြစ်နေပါလိမ့်မယ်ရေရေရရာတိတိကျကျတိပြီးတော့မှပြန်လဲပြီးတော့လဲပတ်ပါလိမ့်မယ်ရွှေဆိုင်တွေမှာတော့ငွေလိုလို့လာရောက်တဲ့သူတွေကိုတော့လက်ခံတာတွေရှိတယ်အားလုံးကစောင့်ကြည့်နေကြပါတယ်လို့ရန်ကုန်ကရွှေကုန်တွေတူကပြောဆိုထားပါတယ်လက်ရှိယနေ့ရွှေဈေးကွက်မှာ အခောက်ရွှေတစ်ချက်သားကိုငွေကျပ်66သိန်းဝင်းကျင်မှာဈေးရှိနေပြီးတော့ရန်ကုန်တိုင်းရွှေအသိန်းကတော့ရွှေရည်ညွှန်းဈေးကို56သိန်းတက်မှတ်ထားကြောင်းသိရပါတယ်။ ဒီကနေ့ရန်ကုန်မှာရှိတဲ့ရွှေဆိုင်များမှာရွှေလက်ဝတ်အထက်ခင်းချင်းဆိုင်ဖွင့်ထားတော့လေရွှေတုံးနဲ့အောက်ရွှေများကိုအဝဲသာလက်ခံပြီးအယောင်းလုံးဝမရှိဘူးလို့သိရပါတယ်စစ်ကောင်စီကချိန်ညာလိုက်တဲ့အမိန်အသစ်အရရန်ကုန်မန္တလေးနဲ့မြန်မာတနိုင်ငံလုံးမှာရှိတဲ့ရွှေဆိုင်များရွှေအယောင်းဝယ်ကုန်တယ်များအနေနဲ့စစ်ကောင်စီထံကနေပြီးတော့ပြန်လည်လိုင်စင်ရှောက်ထမ်းရမှာဖြစ်ပြီးတော့စစ်ကောင်စီကတတ်မှတ်ထားတဲ့ရွှေစင်းနှုံးနဲ့သာအယောင်းဝယ်လုံဆောင်ရမှာဖြစ်ကြောင်းသိရပါတယ်လိုင်စင်မရှိဘဲနဲ့ရွှေဆိုင်ဖွင့်သူလိုင်စင်ရှိရတဲ့စစ်ကောင်စီကထုတ်ပြန်ထားတဲ့စီမင်းစည်းကမ်းများကိုမလိုက်နာတဲ့သူများ ရွှေအရောင်းဝယ်လုပ်သူများကိုအရေးကြီးတဲ့ဝန်ဆောင်မှုနဲ့ကုန်စည်ဥပဒေပုံမှန်5အရာအနည်းဆုံးထောင်ဒဏ်6လကနေအများဆုံးထောင်ဒဏ်3နှစ်အထိချမှတ်မယ်အပြင်ငွေဒဏ်နဲ့လိုင်စင်ပိတ်သိမ်းမှာဖြစ်ကြောင်းတရေရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်တီးလုံးကြီးရွာကပြူစောတီတအူးဟာတနက်တက်လက်နဲ့ခဲရများကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ23ရက်နေ့တီးလုံးကြီးရွာကအကြမ်းဖက်စစ်ကောင်စီတပ်သားများရဲ့ဖိအားပေးမှုကြောင့်ပြူစောတီအဖွဲ့တဲကိုဝင်ရောက်ခဲ့ရတဲ့သူတအူးကကာပိုင်တနက်တက်လက်ကြီးပေါင်းနှစ်ခုကာပိုင်ကြီး160တောင်းတို့ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့သူကိုလုံခြုံရေးအရာလုံခြုံတဲ့နေရာမှာထားပေးထားပြီးတော့ဒီဘက်မှာလောက်ကင်စားတော့ဖို့လဲစူးစမ်းပေးနေပါတယ်။စုငွေကတော့ချင်းမြေပေးမှာ ါပါလက်ရှိမှာတော့ရန်ကုန်ငွေအခက်ခဲကြောင့်ချက်ချင်းမလုပ်ပေးနိုင်သေးပေမဲ့ဒီတစ်ပတ်အတွင်းမှာပေးနိုင်ဖို့အတွက်စ조사နေပါတယ်လို့ Stake Ice PDF ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ you